ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ကမ္ဘာအနှံ့မှာရှိတဲ့ American တန်ရုံတွေအားလုံးကိုသမ္မတ Donald Trump မှာကြားလိုက်တာကတော့ America ကို လာတက်မဲ့ကျောင်းသားတွေရဲ့ visa တွေကိုမပေးဖို့နဲ့ interview တောင်မလုပ်ဖို့မှာကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအပြည့်စုံကတော့ဒီ Guardian သတင်းစာကမေလ29 2025မှာတင်ဆက်သွားတာကတော့တမရထရမ့်ရဲ့အစိုးရအဖွဲ့ဟာ နိုင်ငံတကာကအမေရိကကိုတောင်းလာတက်ချင်သူတွေလာလေချင်သူတွေမိသားစုနဲ့အတူနေထိုင်ခွင့်ရှောက်ထားသူတွေရဲ့ social media တွေကိုလေ့လာမှဖြစ်တဲ့အတွက်အခုချိန်ကစပြီးကမ္ဘာပေါ်မှာရှိရှိသမျှ American တန်ယုံတွေကိုအမိန့်ထုတ်လိုက်တာကတော့ visa တွေထုတ်မပေးတော့ရန်နဲ့ visa interview ချင်းဆိုထားတာတွေအကုန်ဖျက်သိမ်းပြီးရင်နောက်ထပ်ခွင့်ပြုမိတ်မကြမချင်းဘာဗီဇာမှအင်တာဗျူးမှမပြုလို့ရန်မှကြလိုက်ပါတယ် State Marco Rubio instructed diplomatic posts not to add any more appointments for student and foreign exchange visas. Now, typically, students book the interview at U.S. embassies in their home countries. Officials are now developing guidance on how it screens and vets applicants for visas. That includes the inspection of social media accounts, something. နေ့အင်္ဂါနေ့မှာအင်ဖလူရောဂါနဲ့ညှို့ချလိုက်တာကတော့ကျောင်းသားဗီဇာတွေရဲ့နိုင်ငံတကာမှကျောင်းသားတွေနဲ့ပညာရေးလဲလှယ်တင်ကြားမဲ့အစီအစဉ်တွေအကုန်ရပ်ဆန်းရမှာဖြစ်ပြီးတော့ F M J လို့သတ်မှတ်ထားတဲ့ဗီဇာတွေကိုလည်းနောက်အမိန့်တစုံတရာမရမချင်းအကုန်ရပ်ဆန်းထားရန်အမိန့်ထုတ်ပြန်လိုက်ပါတယ်အဲ့ဒီထုတ်ပြန်လိုက်တဲ့အမိန့်ကိုတော့ပထမဦးဆုံး political သတင်းဌာနကကြေညာခဲ့ပြီးတော့ အဲ့ဒါကိုအခု The Guardian သတင်းစာကနေထပ်မံအတည်ပြုခဲ့ပါတယ်။အခုလိုဗီဇာတွေတောင်းတက်ခွင့်တွေရပ်ဆိုင်းလိုက်ခြင်းကြောင့် American အစိုးရစီကထောက်ပံ့ကြေးငွေတွေတောင်းခံပြီးကျောင်းလာတက်မဲ့နိုင်ငံသားကျောင်းသားကျောင်းသူတွေစီကလည်းပတ်စံတွေကောက်ပြီးနှစ်ဖက်နှစ်ဖက်နှစ်လမ်းဝင်ဝေရှာပြီးလှုပ်ရှားနေတဲ့တက္ကသိုလ်တွေကျောင်းတွေအတွက်တော့အလွန်အခက်တွေ့သွားပြီးစီးပွားပြက်ပြီလို့မီဒီယာတွေက ထောက်ပြသွားခဲ့ပါတယ်။ အမေရိကန်ရဲ့နိုင်ငံတော်လုံခြုံရေးအဖွဲ့ကဥဆောင်ပြီးအမေရိကကိုနှီးမြှုပ်ဆောင်တဲ့ဝင်ရောက်လာမဲ့ဗီဇာတွေရှောက်ထားသူမှန်သမျှရဲ့နောက်ကျောင်းရာဇဝင်တွေရဲ့နိုင်ငံရေးတွေလှုပ်ထားလားမလှုပ်ထားဘူးလားဆိုရှယ်မီဒီယာအကောင့်တွေမှန်သမျှကိုနှိုက်နှိုက်ချွတ်ချွတ်အကုန်စစ်ဆေးသွားမှဖြစ်ပြီးတော့အားလုံးကင်းလွတ်ပြီး သူဖြစ်မှသာအဲ့ဒီလူကိုဗီဇာပေးရန်သက်ဆိုင်ရာနိုင်ငံတွေကတန်ယုံတွေကို direct ညွှန်ကြားသွားမှဖြစ်ပြီး ဆိုရှယ်မီဒီယာအကောင့်အတုတွေပေးပြီးနိုင်ငံရေးတွေမလုပ်ခဲ့ပါဘူးလို့ပြောပြီးတဲ့ခါကျမှ အလင်းအညာတွေတွေ့ခဲ့ရင်တော့ယာတပ်ပန် blacklist ထဲမှာပါရှိသွားမှာဖြစ်ပြီးတော့ American visa ရှောက်ခွင့်တွေ US ကို လာရောက်ခွင့်တွေအကုန်ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်အခုလို visa တွေကိုရလက်ရတဲ့အကြောင်းရင်းကတော့ America ကတက္ကသိုလ်တွေတောင်းနေမှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ပါလက်စတိုင်းထောက်ခံစာနာပြသူတွေမွတ်စလင်အကြမ်းဖက်အစွန်းထွက်ကျောင်းသူကျောင်းသားတွေနဲ့သူတို့ကိုထောက်ခံအားပေးခဲ့ကြတယ်။ဘူမတိဘာမတိနဲ့အခြားနိုင်ငံကကျောင်းသူကျောင်းသားတွေစာနာပြမှုတွေအဓိကယုံနေကြောင်းလို့သတင်းတွေမှာဖော်ပြလိုက်ပြီးပြီးခဲ့တဲ့မတ်လကစပြီးကျောင်းတွေတက္ကသိုလ်တွေကိုကျောင်းသူကျောင်းသားတွေရဲ့ဆိုရှယ်မီဒီယာတွေကိုစစ်ဆေးဖို့နဲ့ကျောင်းတဲ့မသက်ဆိုင်မဲ့ နိုင်ငံရေးတွေနိုင်ငံရေးထောက်ခံအားပေးနေတာတွေကိုစုံစမ်းဖို့အစွန်းထွက်တွေနဲ့ပတ်သက်မှုတွေရှိမရှိ ရှိခဲ့ပြီးအကောင့်ဖျက်သိမ်းတာတွေပိတ်လိုက်တာတွေရှိခဲ့ရင်တော့စုံစမ်းဖော်ထုတ်သွားဖို့ပြည်တွင်းလုံခြုံရေးအဖွဲ့ကညွှန်ကြားထားခဲ့ပေမဲ့ထင်သလောက်ကျောင်းတွေအုပ်ချုပ်သူတွေဘက်ကပူးပေါင်းပါဝင်ခဲ့မှုမရှိခဲ့ပါဘူး။အဲဒါကြောင့်လဲအခုဆိုရင် E-Lite တက္ကသိုလ်တွေ Harvard တက္ကသိုလ်တွေကကျောင်းဗီဇာနဲ့ကျောင်းတက်နေတဲ့ အမေရိကန်နိုင်ငံသားမဟုတ်ပဲနိုင်ငံသားကကျောင်းသူကျောင်းသားတွေကိုကျောင်းကထုတ်ပယ်ပြစ်ပြီးတော့အိမ်ပြန်ရင်ပြန်မပြန်ချင်းရင်အခြားကျောင်းပြောင်းဆိုပြီးတော့အမေတွေထုတ်ဖမ်းတဲ့နိုင်ငံရေးလှုပ်ရှားတဲ့အစွန်ထွက်တွေနဲ့ပတ်သက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုဖမ်းပြီးနှင်တန်းတွေပေးအခုလဲကဘာအနှံ့ကအမေရိကန်တန်ယုံတွေကို student visa တွေအကုန်ပိတ်ပစ်ဖို့အမေတွေစက်တိုက်ထုတ်ပြန်နေတာကိုတွေ့ရပါတယ် ဲ့ဒီအတွက်တော့ဘာမှနိုင်ငံရေးတွေမပတ်သက်ခဲ့ဘူးတဲ့ចောင်းသားစစ်စစ်တွေအတွက်တော့အနည်းငယ်များကြီးခိုက်မှာတော့ရှိလိမ့်မယ်လို့ចောင်းသားတွေကယူဆပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီကတော့လွတ်တော်အမတ်တွေကို ပြီးခဲ့တဲ့တစ်ပတ်မှာပြောသွားတာကတော့ American Visa ရှောက်ထားသူမှန်သမျှရဲ့ social media တွေဥပမာ Facebook, Instagram, TikTok, X Media စသဖြင့်အကုန်လုံးမှာ US နိုင်ငံတော်လုံခြုံရေးကို ဖြစ်ခဲ့စေတဲ့သူတွေမှန်သမျှကိုစုံစမ်းဖော်ထုတ်သွားဖို့ထောင်ပေါင်းများစွာသောဗီဇာတွေကို သူရုပ်သိမ်းပြနိုင်ခဲ့ကြောင်းနောက်ထပ်လည်းမြေရွှေ့မြေမြားနေမျိုးစုံနဲ့ရှိလာအောင်မလဲမသိနိုင်ကြောင်းအဲ့ဒီအတွက်ပြည်တွင်းလုံခြုံရေးဌာနအနေနဲ့အထူးကြက်မှတ်စစ်ဆေးသွားရန်လိုကြောင်းနောက်ဆုံးမီဒီယာတစ်ခုက သူ့ကိုအင်တာဗျူးလုပ်တာကတော့ကိုပိုင်ဆန္ဒဖော်ထုတ်တာဟာအပြစ်တစ်ခုလားလို့မေးတော့သူကနေပြီးတော့ចောင်းတက်ခွင့်ပညာသင်ခွင့် ပေးတဲ့ visa ဟာအခွင့်အရေးတစ်ခုဖြစ်ပြီးတော့ရပိုင်ခွင့်တစ်ခုမဟုတ်ဘူးလို့ပြန်ဖြေသွားပါတယ်။တချိန်တည်းမှာပဲဟောင်ကောင်ကကျောင်းတွေကတော့တက္ကသိုလ်တွေကတော့ American သမ္မတကပိတ်ပင်လိုက်လို့ Harvard University ကမောင်းထုတ်ခံနိုင်ရတဲ့နိုင်ငံတကာကျောင်းသားတွေရဲ့ America ကိုကျောင်းတက်ခွင့်မရခဲ့တဲ့မရတော့တဲ့ကျောင်းသားတွေရဲ့ကိုသူ့နိုင်ငံမှာဆလာတင်နိုင်ကြောင်း တကားတွေဖွင့်ပြီးကြိုးဆိုကြောင်းနဲ့အိန္ဒိယနိုင်ငံကလည်းအိန္ဒိယမှာကျောင်းလာတက်ဖို့ကြိုးဆိုကြောင်းသိရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကားတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုကြိုင်နေတက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye